အာဒီနေ့ကျတော့ GIA စိန်မစိန်အစ်စ်လို့ထင်နေတဲ့သူတွေအတွက်ကိုမြတ်တော်ကသူလေးလာထားသမျှလေးဒီကုန်းလုံးကိုဒါအယိုးရှင်းဆုံးအလွယ်ကူဆုံးနီလန်းနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်။ချိုးကြတော့ GIA စိန်မစိန်အစ်စ်လို့ထင်တယ်ဝေတောက်လို့ပြောလိုက်လို့ရှိရင်ဒါစိန်တူလားပေါ့နော်အဲ့လိုထင်တယ်အမှန်တော့မဟုတ်ပါဘူး။တဘာဝတွင်ထွက်စိန်ဆိုတာနဲ့ဟိုဒါစိန်အစ်စ်ပေါ့နော်။အဲ့တော့တဘာဝတွင်ထွက်စိန်မှာက ပြောမယ်ဆိုရင်မင်းတို့လူတယောက်မှာမှတ်ပုံတွေရှိတာနဲ့မရှိတာနဲ့ကွာတယ်လို့ပဲမှတ်ပုံတွေရှိတယ်ဆိုလို့ရှိရင်ဒီလူကအရဲ့အမြင်ဘယ်လောက်ရှိလဲ तू ကသူ့အဖေအဖေနာမည်ကဘသူပြီးရင် तू ကဘယ်မှာနေထိုင်နေဆိုတော့အချက်လက်တွေအတိအကျသိရတယ်ပေါ့နော်အဲမှတ်ပုံတွေမရှိတဲ့သူကြတော့ကိုကဒီလူတယောက်ကိုယုံကြည်ဖို့အတွက်ဆိုရင် तू ကဘသူလဲအဲ तू ကဘယ်မှာနေတာလဲဆိုတော့ကိုကလိုက်လေ့လာရတယ်ပေါ့နော်အဲ့တော့အယူရှင်းဆုံးပြောမယ်ဆိုလို့ရှိရင်စိန်တပွင့်မှာ certificate ပါတယ်ဆိုလို့ရှိရင်သူ့ရဲ့ color clarity ပြီးသူ့ရဲ့ကက်တင်ပေါ့နော်ဒါတွေအကုန်လုံးကိုတန့်စင်မှုတွေသူ့ရဲ့ကာလာအယောင်တွေဒီထဲမှာအပြစ်နာစာဘလောက်များရလဲပြီး present နဲ့ဖြစ်ခြင်းမဖြစ်ခြင်းတွေဆိုရဲသူ့ရဲ့ detail အချက်လက်တွေအကုန်လုံးမျိုးသူတို့ကသိရတယ်သိရတဲ့အခါကျတော့ဒီစိတ်လူခွင့်ကိုကြည့်လိုက်ပြီဆိုတာ ਨੇ ကိုကပညာရှင်မဟုတ်ဘူးဆိုရင်တော့ဒါကိုကြည့်လိုက်တာ ਨੇ အော်သူကာလာတော့ဘလောက်ရှိတယ်အဲကတင်ရတော့ဘလို့ရှိရဲဆိုတော့ကြည့်ပြီးတော့ကိုကဝယ်ရဲတယ်ဒီ GI မဟုတ်ဘူးတခြားဒီ left side check တွေလည်းရှိရပါတော့เนาะ GI ဆိုတာကျတော့ကျွန်မ logical ဆိုတော့အမေရိကပေါ့နော်အမေရိကကလက်စစ်ချက်ဌာနကဖြစ်ပါတယ် GIA အပြင်ကိုတခြားလက်စစ်ချက်ဌာနတွေလည်းရှိတယ်ဒါပေမဲ့တကဘာလုံးမှာလက်စစ်ချက်ဌာနတွေအများကြီးရှိပေမဲ့လည်းသူတို့နိုင်ငံမှာဆိုရင်တော့အသုံးများတာတော့ GIA နဲ့ပဲအသုံးများတယ်ပြီးရင်အားလုံးက GIA ရဲ့ rating scale နဲ့ပဲပေါ့နော် grading ခွဲကြတာပေါ့နော်အဲဒါကြောင့်မလို့ GIA ကတ်ဆိုလို့ပြောလို့ရှိရင်ကိုကနားမလည်ဘူးဆိုရင်တော့မှကတ်ကိုကြည့်ပြီးတော့ကိုဝယ်လိုက်မယ်ဆိုလို့ရှိရင်အရွေးမမအောင်ပေါ့နော်ဒါပေမဲ့ကတ်ကိုဝယ်တိုင်း GIA လို့ပြောတိုင်းလည်း GIA အစ်စ်ဖြစ်ဖို့ ဟိုကိုကအာဒါပြန်ပြီးတော့ဆန်းသိရပါတယ်။ဘာလို့လဲဆိုရင်မင်းတို့ GIA လို့ပြောလိုက်တယ်။တကယ်စိန်ထဲမှာ GIA ဟုတ်မဟုတ်ပေါ့။ကက်ကတော့အစ်စ်ဟုတ်တယ်။အဲ website မှာသွားရှာလိုက်ကက်ကတော့တကယ်ရှိရတယ်။ဒါပေမဲ့သုံးထားတဲ့စိန်က GIA မဟုတ်ဘဲနဲ့ GIA လေဆာထိုးထားပြီးတော့မှအတုလောက်တာမျိုးတွေလည်းဖြစ်နိုင်တဲ့အတွက်ကြောင့်မင်းတို့ကဒီလိုလေဆာဆက်တွေနဲ့လည်းစစ်ပေးရတယ်။ website မှာလည်းစစ်ပေးရတယ်။ပြီးရင်နောက်တစ်ခုကမင်းတို့အထည်ခတ်ပြီဆိုလို့ရှိရင်ပြန်ပြီးတော့ local lab စစ်ချက်မှာလည်းတစ်ချက်သွားပြန်ပြီးတော့ပို့ပြီးတော့စစ်ရပါတယ်။အဲ့လိုမျိုးစစ်ပြီးတော့မှဝယ်ရဲဆိုလို့ရှိရင် ဒါပို့ပြီးတော့မှစိတ်ချရတာပေါ့နော်အဲ့တော့ without ဆိုင်ကအဆိုင်အတုလားဆိုတော့လုံးဝမဟုတ်ပါဘူး without ဆိုင်လည်းဆိုင်အစ်စ်ပါပဲအဲလူတယောက်မှာမပုံနေရှိတာနဲ့မရှိတာကွာတယ်လို့ပဲစိတ်မှာသူ့ရဲ့ကက်ပါတာနဲ့မပါတာကွာမယ်အဲ့တော့ကက်ပါတဲ့သူကပို့ပြီးတော့မှအချက်အလက်တိကျတယ်အဲ့ဒီအတွက်ကြောင့်မလို့သူ့ကိုပို့ပြီးတော့ဈေးလေးပို့ပြီးတော့ပေးရတယ်အဲ့တော့ ဝတ်တောက်စိန်သုံးလုံးစီးနဲ့ GIA သုံးလုံးစီးနဲ့ဆိုလို့ရှိရင်သူ့ရဲ့ဈေးတန်းနေရာကြတော့နည်းနည်းကွာချက်လေးရှိတာပေါ့เนาะအဲ့လိုမျိုးသဘောပါပဲ GIA ဆိုလို့ရှိရင်လည်း0.3လောက်ကနေစပြီးတော့လာပါတယ်ဒီစိန်အရင်သေးတဲ့ဟာလေးဆိုရင်မလာဘူးပေါ့เนาะအဲ့တော့ဒီဒီလိုမျိုးမင်းတို့ကဝတ်တောက်စိန်နေမှာ အာဒီလိုအလုံးစည်းသေးတဲ့ဟာတွေဆိုလို့ရှိရင်ကတ်တင်မပါဘူးဖြစ်တဲ့အတွက်ကြောင့်မလို့မြို့သူတို့အနေနဲ့စိန် စစ်ချက်ကတ်တွေကိုအလကားထည့်ပေးပါတယ်အဲ့အတွက်ကြောင့်မလို့တပြားတစ်ချက်မှထပ် ပြီးတော့မှပေးစရာမလိုဘဲနဲ့ပေါ့နော်စိတ်ချရအောင်လို့မြို့သူဆိုင်ကနေပြီးတော့ကြိုးစားပြီးတော့မှဒါအခမဲ့ဝန်ဆောင်မှုလေးတွေပေးပါတယ်ပြီးတော့နောက်တစ်ခုကကြတော့မြို့သူတို့တချို့ပေါ့နော်အာဒီကတ်တွေကိုပျောက်သွားမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးခါကြလို့ရှိရင်တော့ဒီစိန်ရဲ့တံမိုးတွေကလည်းရော့ကျသွားနိုင်တယ်အဲ့အတွက်ကြောင့်မလို့ကိုကကိုရဲ့ ကြာရင်လည်းဝယ်ထားရဆိုလို့ရှင်အဲ့ကပ်ကိုလည်းမပြောက်ပြက်အောင်လို့ထိမ့်သိမ်းမားလို့လည်းပြောချင်ပါတယ်ရှင်အဲ့တော့စိတ်အတုအဆစ်ဆိုတာဒီစမ်းသက်လိုက်ပြီးွားတဲ့အခါကြာတော့ပေါ့နော်အတုအဆစ်ဆိုတာဒီစမ်းသက်လိုက်ပြီးတော့မှသူ့ရဲ့ grading နေနဲ့ပဲခွဲတာပါဒီကပ်ပါလို့မပါလို့အတုဆက်တော့မဟုတ်ပါဘူးဒါပေမဲ့ကပ်ပါတယ်ဆိုလို့ရှင်ကိုကအဆစ်ဖြစ်ဖို့ရာခိုင်နှုန်းလည်းပုံများသလိုပုံပြီးစိတ်ချရတယ် without စိန်ကြတော့လူတူဦးတယောက်ချင်းစီစိုင်းတစ်ဆိုင်ချင်းစီပညာရှင်တယောက်ချင်းစီရဲ့ပညာနဲ့တတ်မှတ်ပြီးခွဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီ color တွေကွာနိုင်တယ်ကိုယ့်ရဲ့မျက်လုံးထဲမှာဒါ key color ဖြစ်နေပေမဲ့တခြားတစ်ယောက်ရဲ့မျက်လုံးထဲမှာဒါ m color လည်းဖြစ်ခြင်းဖြစ်နိုင်တယ်အဲ့တော့ grading ကတယောက်နဲ့တယောက်ပေးတာကွာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမှန်းကျင်တဲ့အဲမသူတို့ခွဲနေရတာထက်ဆိုင်ကက်လေးပါတဲ့ခါကျတော့ကို grade မခွဲတတ်ဘူးဆိုရင်တော့ကက်မှာပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့စိတ်ချရတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ GI ကိုအများဆုံးအားဖြင့်တုံးကြတာပါဒါပေမဲ့လည်း budget တစ်ခုနေနဲ့လည်းချိန်ပြီးတော့အဲဒီ without စင်တွေကိုလည်းအဲဟိုအယောင်းဝယ်လုပ်ကြပါတယ်အဲ့တော့စိတ်ချရပြီးတော့မှ တကယ်ကိုတဘာဝတွင်တဲ့စိန်စစ်စစ်တွေကိုပဲမင်းတို့ဆိုင်ရတော့သုံးပါရဲ့ရှင်ပြီးတော့နောက်တစ်ခုကရုရှားစိန်ကိုရီးယားစိန်အဲ့လိုမျိုးမိုဇနိုက်ဒါတွေအကုန်လုံးဒီစိန်လုံးဝမဟုတ်ပါဘူးစိန်စားထိုးပြီးတော့သုံးတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုဖွဲ့ချပြီးတော့သိအောင်လို့ဘုဒ္ဓတအနေနဲ့ကိုတို့ကပြပြပေးတော့ပါရှင်ကြီးစီးရအများကြီးတင်ပါတယ်နော်